ီသူရှေးဆောင်ပါတီပြီးသုံးလုံးကဒီပြောတယ်ပေါ့တတခလာပြောတယ်စစ်မှုထမ်းဥပဒေကိုတဲ့သူတို့ထောက်ခံပါတယ်တဲ့နိုင်ငံတော်အတွက်လည်းလိုအပ်နေတယ်တဲ့ဒီသူတို့ပြောတယ်2000ချီအချိန်ဥပဒေထဲမှာတော့မှာပဲဒါဥပဒေတစ်ခုအတီးပြုတ်မယ်ဆိုရင်လွတ်တော်ရှိရတယ်။အဲဒီလွတ်တော်ထဲမှာမှဒီဥပဒေကိုအတီးပြုတ်တဲ့မပြုတ်တဲ့ကိုမဲခွဲဆုံးဖြတ်ရတယ်။ မဲခွဲလို့ဥပဒေတစ်ခုအတီးပြုတ်မယ်ဆိုမဲအနိုင်ရမှတမရဖြစ်သူကလက်မှတ်ထိုးပြီးတော့ဥပဒေတစ်ခုအတီးပြုတ်ကြောင်းကျင်ညာရတယ်အခုဟာလူတဦးတယောက်ဗဇက်ကနေပြီးတတော့ဒါဒီဥပဒေဒီအတီးဖြစ်တယ်လို့ပြောလိုက်တာဒါဗဇက်နဲ့ဟိုကျင်ညာလိုက်တာဗျာဘုသူဆန္ဒမှမပါပဲတဦးတယောက်ရဲ့ဆန္ဒနဲ့ဗဇက်နဲ့ကျင်ညာလိုက်တာ ဒါသည်တရားဝင်တဲ့ဥပဒေမဟုတ်ဘူးအဲ့တော့ဒီဥစ္စာသည်စစ်မှုထမ်းဥပဒေသည်ပြည်သူလူထုလူဘာဝတာဖြစ်တယ်ကျွန်တော်တို့ပြည်သူလူထုသည်ဒီစစ်မှုထမ်းဥပဒေနဲ့ပတ်သက်လာရင်တရားမဝင်ဘူးလူဘာဝရဲဆိုတော့လူဘာဝရဲဆိုတော့သိရင်ရပြီနော်အဲ့တော့ဒီပြည်သူ့ချင်းဆောင်ပါတီရပဲထပ်ပြောထားတယ်ဒီအမေတော်ဆန်းစုကြည်က ဒါအကျင့်ပြတ်ချစားတဲ့အမှုတွေနဲ့အဖန်စီးခံထားရတယ်တဲ့မေးတဲ့သူကရှင်းတယ်ဟာကုညီနိုင်မလားမကုညီနိုင်မလားမကုညီနိုင်ဘူးဆိုရင်ကျမတို့ကုညီလို့မရဘူးပြီးပြီပေါ့ကုညီနိုင်တယ်ဆိုရင်အေးကျမတို့တတ်နိုင်သလားကုညီမယ်ရပြီပေါ့အတူထဲ့ပြောတာပါလဲဆိုတော့ဒီလိုအကျင့်ပြတ်ချက်ချစားတဲ့ဥပဒေနဲ့တရားစွဲထားတာဒါနိုင်ငံရေးအကျဉ်းသားမဟုတ်ပါဘူးလို့သူကပြောတယ် ဲ့တော့ကျွန်တော်တို့ပြန်ကြည့်မြင်အဲဒီသူတို့ပြောတဲ့2000ချစ်မှာအာနာထိန်းလို့ရတယ်ထိန်းလို့ရတဲ့ပုံစံကဘာလဲဆိုရင်တမရအရေးပေါ်ကာလုံအရင်ခေါ်ရတယ်တမရခေါ်ပြီးတော့မှဒီသူအာနာလွဲအပ်ကြောင်းကိုဒီကာလုံပြီးမှအာဒီအာနာထိန်းရမြောက်တယ်အခုဟာ ဒီတမရအောနိုင်ငံတော်တိုင်ပင်ခံရောအရင်ဖမ်းတယ်ဖမ်းပြီးတော့မှကာလုံခေါ်တယ်ဟာဖမ်းတဲ့အချိန်ရလဲဟာလူသူတိတ်စိတ်နေတဲ့အချိန်ဒီလိုအချိန်မှာဒါအာနာထိန်းတာလည်းမဟုတ်ဘူးတိန်းတာလည်းမဟုတ်ဘူးဒါနိုင်ငံတော်အစ်အာနာကိုလူယူတာဖြစ်တယ်ဓမြတိုက်ယူတာဖြစ်တယ်ဒီလိုဓမြအချင်း ပြတ်တဲ့သူလုတ်တဲ့ဒီစောနာပြောတဲ့စစ်မှုထမ်းဥတွေကိုဒါ तू ကထောက်ခံနေတဲ့ကဲအမေစုကိုအကျင့်ပြတ်ချစားမှုတွေနဲ့သူတို့ဖမ်းပြီးတော့သူတို့ဗဇက်ထဲမှာရှိတဲ့အတိုင်းဒါပြောတယ်ဗျာအဲပြောပြီးရောတရားဥတွေရာသူတို့ဘောက်သူတို့ဖမ်းလဲသူပဲတရားဥဟိုတရားဆွဲတော့လဲသူပဲထောင်ချတော့လဲသူပဲအဲဒီလိုလုပ်တာဗျာဟာပြီးတော့နိုင်ငံသားအကျဉ်းသားမဟုတ်ပါဘူး အချင်းပြတ်ချထားလို့ဟိုဖမ်းတာပါပြောတယ်ဗျာအဲ့တော့ကျွန်တော်တို့ဒီဖမ်းတဲ့သူကိုပြန်ပြီးတော့ကျွန်တော်တို့လေ့လာကြည့်မယ်မအားလောက်ကျွန်တော်တို့ပြန်လေ့လာကြည့်မယ်တော့မြန်မာနိုင်ငံမှာတဘာဝထွက်တည်ရန်စာတာတွေအများကြီးရှိတယ်အဲ့ဒီတည်ရန်စာတာရတဲ့မြန်မာနိုင်ငံရဲ့ဝင်ငွေတွေဒီเนาะဒါကျမ်းမာရေးပညာရေးစီးပွားရေး လူမှုရေးဓာတ်ရီကိုမြင့်တင်ပေးရမယ်အစားနော်စစ်တပ်ကဒီအရင်ရပါတော့သူတို့ဓာတ်ရီမလုတ်ခဲနဲ့သူတို့ရဲ့ကိုကြိုးစည်းပွားအတွတ်ဆိုရင်ဗျာဒါဥပိုင်ဆိုရင်ကျွန်တော်ထည့်မပြောသေးဘူးမြန်မာနိုင်ငံမှာစစ်တပ်ရဲ့စည်းပွားရေးချစ်ဆက်ရာခိုင်နှုန်းကိုကျွန်တော်တခုချင်းစီထည့်ပြောနေမှာမဟုတ်ဘူးဟာမင်းအောင်လိုင်းတို့မန်အာလာတို့ပိုင်တဲ့ ဒီ mind day sync up ပေါ့ mind day ကုမ္ပဏီပေါ့မြန်မာနိုင်ငံမှာလူဦးရေတန်း60ရှိတယ်ဆိုရင်အဲ့ mind day sync up ကိုတုံးတဲ့လူတန်း30ပဲထားအဲ့တန်း30တုံးတဲ့လူဒီတနေ့ကိုအင်တာနက်ဖို့တကြက်နှုံးနဲ့ပဲတွတ်တရက်ကိုနော်အင်တာနက်ဖို့တကြက်ပဲတွတ်အဲ့လိုတကြက်ပဲတွတ်ရင်အာတကြက်အမြောက်တန်း30အဲ့မိုင်တဲ့ဝင်ငွေတရက်ဒီတရက်မိုင်တဲ့ဝင်ငွေဒီ တန်း30ဗျဒီလိုအမျက်ကြီးရဖို့ရအတွက်ကျွန်တော်တို့နိုင်ငံကထွက်တဲ့တဘာဝတည်ရန်စာဓာတ်တွေဟုတ်လားသူ့အိတ်ကတ်တွေထည့်ပြီးတော့အရင်အနီလောက်ပြီးတော့ဒီစီးပွားရေးကိုဖန်တီးထားတာနော်အခုသူတို့အချင်းကျက်ချစားပါတယ်ဆိုပြီးဖမ်းထားတဲ့အမေစုမှာအိမ်တလုံးလည်းမရှိဘူးဗျာဟုတ်လားဒီဟိုသူ့အရင်အိမ်မဟုတ်ဘူးလေအခုသူ့ အစ်စ်ဆိုပြီးတော့ဝယ်ထားရတာလည်းမရှိဘူးဘယ်စည်းဝါးရေးမှလည်းမရှိဘူးဘယ်သားသမီးို့မှလည်းအမွေမပေးထားဘူးဗျာတော့ဒီဟိုသူပြောတဲ့ဟိုဒီလေရင်ဝယ်တဲ့ကိစ္စကလည်းတဘာဝဘေးအန်ဒီရဲ့အတွက်ရည်ရွယ်ပြီးတော့ဝယ်တာဗျာနိုင်ငံတော်ကဝယ်တာတော့နိုင်ငံတော်နေရာနေပြီးတော့ဝယ်တာဒီ NLD အစိုးရမဟုတ်ဘူးဆိုရင်ဒီလေရင်ပြန်တီဒီနောက်တက်တဲ့အစိုးရ က်ထက်ကြရင်အသုံးပြုရမယ်ဆိုတဲ့သဘောနဲ့ဝယ်တာသူ့နာမည်သူ့စီးရင်နဲ့ဝယ်တဲ့ကိစ္စတွေမဟုတ်ဘူးနော်အဲ့တော့ဟိုဖမ်းတဲ့သူနဲ့ဖမ်းခံရတဲ့သူအဲ့ဟိုကျွန်တော်တို့တခိုးကလူပြန်ဟစ်တယ်ဆိုရင်နည်းနည်းဟိုနားကြကောင်းသေးတယ်ဗျာဟိုနော်အဲ့တော့အစောနာအကျင့်ပြတ်လက်စားတဲ့လူကြီးဟာ ။ဘာအကျင့်ပြက်လက်စားမှုမှမရှိတဲ့သူဖမ်းဆီးပြီးတော့အကျင့်ပြက်လက်စားပါတယ်ဆိုပြီးတော့ဒါအချုပ်တည်းထည့်ထားတာသူ့အတွက်မြန်ရတရားရှိတယ်လို့ကျွန်တော်တော့ထင်တယ်ပြသိလားအဲအဆောင်ဒီပြည်သူချိတ်ဆောင်ပါတီကထောက်ခံနေတယ်အခုအဲသူတို့ဒီမီဒီယာမှာပြောကြတယ်အားလုံးလည်းသိမှာပါ ကြားမှာပါထိုင်းနဲ့ဒီ CR ရုံးဝင်နေပါ냐အခုထိုင်းမှာဆိုရင်ဒီ passport မျက်နှာပြင်တွေကိုဒါဓာတ်ပုံရိုက်တယ်ပြီးရင်အဲလက်မှတ်ထိုးပြီးရောပတ်စံ900ချစ်ရဘတ်ချစ်ရဘတ်900ရနေတယ်ဒါဥပြည်သူလူထုထိုင်းရောက်မြန်မာတွေကဟိုငါတို့မပတ်သက်ရှင်ဘူးလို့ညင်းတော်လဲကျွန်တော်ဒီ passport ကိုအာရက်90တုံးထုဖို့ကပွဲသားကိုပေးရတယ်အဲ့ပွဲသားတွေကတော့ လှုပ်လားမလှုပ်လားတော့မသိဘူးဗျာကျွန်တော်လည်းမစုံစမ်းမိဘူးအဲ့တော့ဒီလိုမျိုးပေးနေရတော့ကျွန်တော်တို့သိတယ်အဲ့အေးမင်းမျက်နှာပြင်ကောင်းကိုဓာတ်ပုံပေးအဲ့ရော့ဒီမှာစာရွက်မှာလက်မှတ်ထိုးပြီးရင်အာပတ်စံပေးပြီးရောပြီးပြီအဲ့အဲ့စာဘာအတွက်လဲအာပုံစံ15မှာအာသူတို့မဲပေးဖို့ဘယ်သူပေးဖို့ပေးမှလည်းမသိဘူးဒါပေမဲ့အာလူတော်တော်များများတော့မလုပ်ဘူးပဲပြောကြပါတယ်ဆိုတော့ ဟေးအဆင်ပြေလိုက်တာကွာနော်နိုင်ငံကိုဘလောက်တောင်မှပဲဖြတ်စည်းကျင့်နေကြရလဲကွာဟမ်ဘလောက်တောင်ဖြတ်စည်းကျင့်နေကြရလဲမွန်တယ်ဦးလားဖြတ်စည်းရတာအာပါပါ